မင်္ဂလာပါမျိုးတွေဒီနေ့ကျမကဒီမိုကရေစီစိတ်တဲ့အမျိုးသားရင်သားစေအကြောင်းပြောပါမယ်ပထမဆုံးဒီမိုကရေစီဆိုတာဘာလဲလက်ရှိနိုင်ငံရေးခဲချက်မှာလက်နက်ကိုင်ပြီးပုံကန်နေတဲ့လူတွေအများစုကကြွေးကြော်တာကျွန်တော်တို့ဟာဒီမိုကရေစီတဲ့တိုက်ပွဲဝင်ပါတယ်ကျွန်တော်တို့ဟာဒီမိုကရေစီကိုအခြေခံတဲ့ဖက်ဒရယ်ပြည်ထောင်စုကိုတည်ဆောက်ဖို့အတွက်လက်နက်ကိုင်ပုံကန်ရပါတယ်ဆိုတဲ့အကြောင်းပြချက်တွေပြီးတယ်ဒါဆိုရင်အဲ့ဒီလူတွေအားလုံးကိုမေးမယ်ဒီမိုကရေစီဆိုတာဘာလဲဒီမိုကရေစီရဲ့အနှစ်သာရဘာလဲ ဒီမိုကရေစီစိတ်တက်ဆိုတာပါလေထပ်ပြီးမင်းမယ်ဒီမိုကရေစီအနှစ်ပါတာပါလေဒီမိုကရေစီစိတ်တက်ဆိုတာပါလေအခုလက်ရှိနိုင်ငံရေးခင်းချင်းမှာဖယ်နေရပဲဖြစ်ဖြစ်ဟိုနောက်မှာတော့စစ်တပ်ကပြစ်လို့ဘယ်လိုတည်ွားလဲဒီနောက်မှာတော့ကုန်စည်နှုန်းတွေဘယ်လိုမြင့်တက်တယ်ဘယ်နောက်မှာစားသုံးစရာတွေဘယ်လိုဖြစ်တက်တယ်နိုင်ငံမှာပြဿနာတစ်ခုကြုံလာတာအရေးပေါ်တစ်ခုကြုံလာတာအခြေအနေတစ်ခုခုကြုံလာတာကိစ္စ ဟာကိစ္စအစိုးပြဿနာစိုးတစ်ခုကြုံလာတိုင်းနေရာကအစိုးရကိုပဲအားကိုးနေမယ်ဆိုရင်အဲ့ဒါဒီမိုကရေစီစိတ်တမဟုတ်ဒီမိုကရေစီစိတ်ရဆိုတာမိမိကိုယ်ကိုအားကိုးခြင်းဖြစ်တယ်တနည်းအားဖြင့်အစိုးရကိုယ်တိုင်ကပြည်သူကိုပြန်ပြီးအားကိုးရမှာ အစိုးရကိုယ်တိုင်ကပြည်သူလူထုပေါ်ကိုပြန်ပြီးမိကိုအားကိုးရမှာဒါနဲ့အခုလက်ရှိအဝင်ငွေခွန်ဆောင်တာမျိုးပြည်ပရောက်တဲ့မြန်မာနိုင်ငံသားရဲ့အလုပ်သမားတွေကနေပြီးတော့လောက်ခလာတာ25ရာခိုင်နှုန်းတော့မြန်မာပြည်ကိုပြန်လွှဲပြီးတော့ဝင်ငွေခွန်ဆောင်တာမျိုးစသည်မျိုးမိမိတက်ဆွဲရာဖြင့်နိုင်ငံကိုအကျိုးပြုနိုင်မှာအစိုးရကပြည်သူကိုပြန်ပြီးမိကိုရမှာဒါလေးအဲဒါဒီမိုကရေစီစိတ်တဲ့ဖြစ်တယ်ဒီစကားကဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ပြောခဲ့တဲ့စကား ဒေါ်စုကြည်ကိုယ်တိုင်ကတိုက်ခင်ဘွားမှာအဲအစိုးရအစိုးရအစိုးရဆိုပြီးတော့အစိုးရကိုလက်ညှိုးထိုးခဲ့ပြီးမြဲသူကိုယ်တိုင်အစိုးရဖြစ်တဲ့အခါမှာဒီစကားကိုဒေါ်စုကြည်ကိုယ်တိုင်ပြောခဲ့တာဒီမိုကရေစီစိတ်တဲ့ဆိုတာဒါမျိုးကိုပြောတာဆိုတော့ခင်ဗျားတို့ကိုယ်တိုင်မှာအဲ့ဒီလိုဒီမိုကရေစီစိတ်တဲ့ရှိပြီလားဆိုတာမေးခွန်းပြန်ထုတ်ပါအခုကအမျိုးသားညီတာစီအာဒီရက်ထဲမှာကျမတို့ဒီမသားရေးတောင်းလို့ရသူတွေနဲ့ကျမတို့ဒီနောက်ဆက်ကရေးဆောင်ထုတ်ရဘက်ကထောက်ခံတဲ့သူတွေကိုအာပြည့်ဖြည့်အုပ်စုတွေကအဲပြည့်ဖြည့်သူဈေးဆက်တို့စုကဘယ်လိုဝေဖန်လဲ ကျမတို့ကတိုင်းရင်သားတွေကိုတွေးခွဲနေတာတိုင်းရင်သားချင်းတွေတွေးခွဲနေတာတိုင်းရင်သားမုံဒီလုံနေတာကျမတို့ကတိုင်းရင်သားကိုချက်တယ်ကျမတို့မုံချင်းတီတိုင်းရင်သားရေးအမိခံပြီးတော့ကျွန်တော်တို့ကကိုတိုင်းရင်သားရေးအတွက်ကိုလူမျိုးအတွက်လောက်ရပါတယ်အမိခံပြီးလက်နက်ကင်ပုံကန်နေတဲ့လက်နက်ကအနိုင်ကျင့်နေတဲ့တိုင်းရင်သားအမိခံလက်နက်ကင်ခွဲကိုပြောချင်ဖြစ်တယ်အဲ့ဒီလက်နက်ကင်ခွဲရအမှန်တကယ်ပဲတိုင်းရင်သားရေးကိုလုပ်နေတာဥပမာကျွန်မပြောမယ်အခုလက်ရှိ KNU လက်အောက်မှာ KNU ကျုံပေါ်ကနေနေတဲ့ PDF တွေရှိတယ် အမှုကြီးအဖွဲ့ရှိခမားတို့ကိုမေးမယ်ခမားတို့လက်ရှိမြို့ခိုးပြီးတော့ဆရာတင်ထားတဲ့ KNU ဆိုတာကရင်တမျိုးသားလုံးကိုကိုးစားပြုတယ်လား KIU ရှိမှာကြုံခံနေတဲ့ PDF တွေရှိတယ်အမှုကြီးတွေရှိတယ်ခမားတို့အဖေခေါ်နေတဲ့ KI တွေကကချင်တမျိုးသားလုံးကိုကိုးစားပြုတယ်လား MNDA ရှိမှာကြုံခံပြီးတော့ MNDA ကိုအဖေခေါ်နေတဲ့အမှုကြီးတွေရှိတယ် PDF တွေရှိတယ်ခမားတို့အဖေ MNDA ကကိုးကတ်တမျိုးသားလုံးကိုကိုးစားပြုတယ်လား ခမားတို့ဘက်ဆက်ကဖက်ဒရယ်ပြည်တော်စုကိုတည်ထောင်မယ်ဆိုရင်ခမားတို့မှာခမားတို့လက်နက်ကင်ထားတဲ့အချင်းချင်းမှာဖက်ဒရယ်အဂရီမန့်ဖက်ဒရယ်ချတာရှိသလားဒီလိုအခြေခံအကြောင်းတရားမရှိဘဲနဲ့ခမားတို့လက်နက်ကင်ပုံကန်ခြင်းဒီဒါဟာစစ်ပရင်ဝါဒစစ်အာဏာရှင်ဝါဒဖြစ်တယ်ကျမတို့ဒီလိုပြောနေခြင်းကကျမတို့ကတိုင်းရင်းသားကိုသွေးခွဲနေတာမဟုတ်ဘူးအမျိုးသားရင်သားစိတ်ရင်းကိုကျမတို့ကသွေးဖီအောင်လုပ်နေတာမဟုတ်ဘူးတိုင်းရင်းသားနဲ့ပမာနဲ့ကိုသွေးခွဲနေတာမဟုတ်ဘူးကျမတို့ကတိုင်းရင်းသားကိုချက်တယ် တိုင်းရင်းသားအမိခံထားတဲ့လက်နက်ကင်ပုံစံလိုမျိုးကိုမုံချက်ခဲ့တယ်။တိုင်းရင်းသားနဲ့မမာနဲ့အကြမ်းမှာတက်ရှူတွေးခွဲမှုဘယ်သူလုပ်ခဲ့လဲ။ဘယ်သူလုပ်ခဲ့လဲ။ဒေါ်အောင်စန်းစုကြည်လုပ်ခဲ့တယ်။မမာတွေကလူများစုဆိုတော့တိတ်ပြီးတော့ဆိုးမိုးတယ်။ဗမာတွေကကြွားလဲကြွားတယ်ကြောလဲကြောတယ်ဆိုတဲ့ဇာကားကတိတ်ကိုအန်ဒီအများတဲ့ဇာကား။ ဗမာတွေကကြွားလဲကြွားနေကြောလဲကြောတဲ့လူမျိုးစုလူအများစုဆိုပြီးတိတ်ကိုဆုံးမိုးတယ်ဆိုတဲ့ဇကာနဲ့ဒေါအောင်ဆန်းစုကြည်ကဗမာနဲ့တိုင်းရင်းသားကိုဝေးခွက်ခဲ့တယ်။ဒါဟာနိုင်ငံအကောင်းဆောင်တယောက်ကပြောရမယ်ဇကာလား။ဒါကငြိမ်းချမ်းရေးနိုဘယ်ဆုရှင်တယောက်ကပြောရမယ်ဇကာလား။ခမည်းတော်ကိုယ်တိုင်ကထမင်းစားပြီးကြီးတယ်ဆိုရင်စဉ်းစား။စကားနဲ့တင်ဒီလိုမျိုးဗမာနဲ့တိုင်းရင်းသားကိုတွေးခွဲခဲ့တာမဟုတ်ဘူး။၅နှစ်တာကာလလုံးမှာစနစ်တကျတွေးခွဲခဲ့တယ် ဥပမာမွန်ပြည်နယ်ချောင်းဆောင်တရားကိုဗိုလ်ချုပ်အောင်ဆန်းတရားဆိုပြီးအတင်းလုပ်တယ်။ဒေသခံတိုင်းရင်းသားရဲ့ဆန္ဒကိုတွေးပြီးပြီးတော့လူမျိုးကြီးဝါဒဗမာလူမျိုးကြီးဝါဒဆိုတဲ့အတွေးမျိုးတိုင်းရင်းသားရဲ့ရင်ထဲကိုမရောက်ရအောင်ဒေါ်စုကြည်တွေးခွဲခဲ့တယ်။ခရောင်းမှလည်းဒီလိုပဲဗိုလ်ချုပ်ဗိုလ်ချုပ်ရုပ်ထုကိုဘန်းချန်ထဲမှာသွားထားတယ်။ဒေသခံတိုင်းရင်းသားတွေနဲ့အတိုက်ခံဖြစ်တော့ကရင်နီလူငယ်တွေကိုရောဘာကြီးတွေဖြစ်တဲ့ဆန္ဒပြမှုကိုဖြိုခွဲပြီးတော့ကရင်နီတိုင်းရင်းသားတွေကိုထောင်ချတယ် ဒါတွေကတိုင်းရင်းသားတွေရင်ထဲမှာဗမာလူမျိုးကြီးဝါရဆိုတော့မုံဆွဲကိုပုံပြီးဆွဲသွားတယ်ဒါတွေကငိမ့်ချမ်းရေးနိုဘယ်ဆုရှင်တောင်လုံးရမယ်အလုံးမဟုတ်ဘူးတိုင်းရင်းသားနဲ့ဗမာကိုအဲ့ဒီလိုစနစ်တကျတွေးခွဲခဲ့တယ်ကရင်ဆိုလည်းဒီတိုင်းပဲကရင်ဆိုလို့ရှိရင်လည်းနောအောင်လာလို့ဆန္ဒပြတယ်ကြားဘူးလားနောအောင်လာနောအောင်လာဥဆောင်တဲ့ကရင်တိုင်းသားတွေကကရင်အာဇာနည်နဲ့အခမ်းအနားလုပ်တယ်နော်ရန်ကုန်မှာမြို့တော်ခမ်းမှာရှေးမှာစုလေးမှာနော်ကရင်အလှန်ကြီးကင်ပြီးတော့ကရင်အာဇာနည်နဲ့အခမ်းအနားလုပ်တယ် အဲ့ဒါကိုတိုင်းရင်းသားရေးလို့ဒီမိုကရေစီရေးလွတ်လပ်စွာဆန္ဒထုတ်ဖော်ခွင့်အမျိုးသားရင်ကြားစေရေးလို့တွင်တွင်ပြောခဲ့တဲ့ထောင်ဆန်းစုကြည်အစိုးရကနောင်အောင်လာကိုဖမ်းခဲ့ခွင့်ပြုမိတ်မရှိတဲ့နဲ့အခမ်းအနားကျင်းပါလို့ကရင်လူမျိုးတွေကရင်တိုင်းရင်းသားတွေကရင်အာဇာနည်တွေလောက်တာကိုထောင်စုကြည်အစိုးရဖမ်းခဲ့တယ်ဒီလိုမျိုးဆက်လက်တကြပွေးခွဲပြီးတော့တတ်ရှုံပြီးတော့တိုင်းရင်းသားတွေရှင်လဲကိုမမောင်းတည်းမဖြစ်ပြအောင်လို့ တိုင်းရင်းသားနဲ့ပမာဏကိုတော့ရှုပ်သွေးခွဲခဲ့ကြဖြစ်တယ်။ဒီအချိန်မှာလာပြီးတော့ခမရတို့ကအာကျမတို့ကတိုင်းရင်းသားမုန်တီးပြောနေတယ်ဆိုတဲ့စကားတိတ်နဲ့သူများမျက်ချီပဲမမြင်ပါနဲ့ကို့မျက်ချီကိုမြင်အောင်ကြည့်ပါတိုင်းရင်းသားနဲ့ပမာဏနဲ့ရင်ချားစိတ်ကြီးကိုစနစ်တကျခွဲခဲ့တာ၅နှစ်တာကာလမှာအလုံးနဲ့လည်းလုပ်ခဲ့တယ်စကားတွေလည်းလည်းမြောင်များစွာသွေးခွက်ကြံဖြစ်ပါတယ်။ဒါကြောင့်မလို့ဒီနေ့ဒီချိန်မှာကျမတို့တိုင်းရင်းသားရေချာစင်ကြီးအလန်းကွာသွားကြံဖြစ်တယ်။